2025နောက်ပိုင်းမှာမျိုးတုံးသွားတဲ့သတ္တဝါတွေကိုပြန်တက်သွင်းနိုင်တဲ့ခေတ်ဖြစ်လာမှာလား။ Game of Thrones ကဒိုင်းယားဝင်ပလီတွေကို CGI နဲ့ဖန်တီးထားတာမဟုတ်ပဲတကယ်အကောင်စစ်တွေထည့်ရိုက်ခဲ့ရင်ဘယ်လိုဖြစ်မှာပါလဲ။ဒါမှမဟုတ်လွန်ခဲ့တဲ့နှစ်ပေါင်း1400ကျော်ရေခဲကိကကျန်းဖြူကြီးပြန်တက်ဝင်လာခဲ့ရင်ရောဒါမှမဟုတ်လေကဘာဦးစင်ကြီးတွေပြန်ပြီးကျဆားခဲ့ကြရင်ဘယ်လိုရင်းဆက်ဖြစ်မှာလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါလိမ့်။ လက်ရှိထိမှာကျောက်ဖြစ်ရုပ်ကျွင်းတွေကရတဲ့ DNA တွေနဲ့ခင်မီမျိုးရိုးဗီဇတီးဖြတ်မှု နေပညာတွေပေါင်းဆက်ပြီးမျိုးတွန်းထားတဲ့တရိတ်ဆန်တွေပြန်ဖန်တီးနိုင်ဖို့အခွင့်အလမ်းတွေရှိနေပါပြီ။ဒီနေ့စပိုင်းမှာပဲ Colossal ဇီဝသိပ်ပံအဖွဲ့တစ်ဖွဲ့ကဒိုင်းယားဝင်ပလီတွေကိုမျိုးဆက်ဖန်တီးပြီးကမ္ဘာကိုအံ့ဩသင့်စေခဲ့တာပါ။ဒိုင်းယားဝင်ပလီတွေမျိုးတွန်းထားတာနှစ်ပေါင်းတထောင်ကျော်လောက်တောင် ရှိနေခဲ့ပါပြီ။ဒီချိန်ထဲမှာပဲ Siberian ကကမ္ဘာဥစဉ်ကြီးတွေပြန်ပြီးရှင်သန်စေဖို့ Australia က Tasmania ကြားကြီးတွေကိုပြန်တပ်သွင်းဖို့စားတဲ့ပြင်ကျိုးသားနေရာတွေအများကြီးရှိလို့နေပါတယ် နောက်ဆုံးသူတို့ရဲ့ CNN မှာ Dinosaur တွေတောင်ပါနေကြတာပါဒီဗီဒီယိုမှာတော့နေပညာတွေအကြောင်းအသစ်တစ်ပတ်ပြန်မွေးပွားလာနိုင်ခြင်းရှိတယ်မြို့တုံးသတ္တဝါအချို့ကိုဖော်ပြပေးသွားမှာပါဘလို့ကောင်တွေကဘလို့စရိုက်လက္ခဏာတွေနဲ့ပြန်ရှင်လာနိုင်ခြင်းရှိမလဲသိချင်တော့ဗီဒီယိုလေးကိုစက်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ် Purinian Imbus ဒို့မဟုတ် Sheehan Townfake ဒီတောင်စိမျိုးကတော့2003ခုနှစ်မှာပဲမျိုးတုံးသွားခဲ့ရတာပါ။ဒါပေမဲ့သိပ္ပံပညာရှင်တွေကနောက်ဆုံးတွေ့ရတဲ့တောင်စိတကောင်ရဲ့ DNA ကိုယူပြီးအိမ်မွေးစိတ်နဲ့သားဆက်ပေးခဲ့ပါရီ။ ဆယ်ကလေးတကောင်မွေးလာခဲ့ပြီမဲ့တိတ်မကြခဲ့မှာပဲအဆုတ်ပြေသနာအကြောင်းပြန်သေးဆုံးသွားခဲ့ရတာပါအဲဒီနောက်ပိုင်းပညာရှင်တွေလည်းမေယိုပီဇာတူတဲ့ DNA တွေနဲ့စမ်းသပ်မှုပေါင်းများစွာလုပ်ခဲ့ပါတယ်ဒီကမှာတော့အပေါင်းလက္ခဏာဆောင်တဲ့ဒိုးတက်မှုတွေကိုတွေ့လာခဲ့ရတာပါတကယ်လို့ဒီစိတ်တွေကိုအောင်မြင်မြင်ဖန်တီးနိုင်ပြီဆိုရင်တော့စပိန်ကပျော်ရနီယတောင်နှင်းတွေစီပြန်လှုပ်ပေးမှာပါဒီကောင်တွေကမြန်ရိုင်းထိန်ထိန်ရင်းနဲ့မြေစီလွှာပြုတ်ပြင်ရေးတွေမှာအရေးပါနေလို့ပဲဖြစ်ပါတယ်တက်စမေးနီယန်ဂျာ ဒီကြားရရဲ့ဘွားကလည်းတနာစရာကောင်းပါတယ်။ကြားဖြစ်ပေမဲ့လူရရဲ့အမဲလိုက်တာကိုခံခဲ့ရပြီး1936ခုနှစ်မှာမျိုးတွန်းသွားခဲ့ရတာပါ။1939ခုနှစ်မှာတော့မဲလ်ဘုန်းတက္ကသိုလ်ကသိပ္ပံပညာရှင်တွေကဒီကြားရဲ့တရားနေကိုအမှတ်မထင်ရခဲ့ပါတယ်။ရခဲ့တဲ့နီလန်ကလည်းစမ်းကျင်နေကြတာပါ။အဲဒါကတော့ခွေးပေါက်လေးတစ်ကောင်ကိုအရက်စိန်ထားတဲ့အချိန်မှာထွက်လာတဲ့ဒီရန်လေးနဲ့တူနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီမျိုးဗီဇာတစ်ခုတည်းနဲ့တက်စမီးဒီယာကြားတွေကိုဖန်တီးလို့မရပြန်ပါဘူး။အဲဒါကြောင့်ပညာရှင်တွေကလည်းဟိုဆက်တီဆက်လုံရင်နီလန်တွေ့သွားခဲ့ကြတာပါ။ အဲ့တော့တောက်ပိုက်ကောင်မျိုးစိတ်တစ်ခုရဲ့ share rate ကိုမျိုးရိုးဗီဇာဆိုင်ရာနှီးပညာရေးနဲ့ထပ်ပေါင်းဆက်လိုက်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့2025ခုနှစ်မှာတော့ Tasmania မျိုးဆက်တရေသားတွေကအဆင့်အင့်ဖြစ်နေခဲ့ပါပြီ။2030လောက်ကြာရင်ဒီကြားတွေကိုတော်ရယ်ပြန်လှုပ်ဖို့အစီအစဉ်ရှိနေကြတာပါ။အဓိကကတော့ယုံတို့တမင်တို့လိုတောကောင်တွေလေးလေးမြမြပေါက်ပွားနေတဲ့နေရာတွေမှာပြန်လှုပ်ပေးမှာဖြစ်ပါတယ်။မိုးဟာငှက်ကြီးမိုးဟာငှက်ကြီးတွေကအရင်ကဆိုအကြီးဆုံးငှက်ကြီးတွေဖြစ်ခဲ့တာပါ။သူတို့ကပြန်လဲမပြန်နိုင်ကြပါဘူး။ဒီငှက်တွေရဲ့အမြင်ကဆက်နေပေလောက်ရှိတတ်ကြတာပါ။ 1945ခုနှစ်ဝန်းကျင်မှာနယူးဇီလန်ရဲ့မာအိုရီလူမျိုးတွေရဲ့အမဲလိုက်မှုကြောင့်မျိုးတုံးသွားခဲ့ရတာဖြစ်ပါတယ်။ဒီငှက်တွေရဲ့ပုံစံကအီမျိုးငှက်တွေနဲ့ဆင်တူလာတာပါ။မရောင်ဆက်ရှိခုနှစ်မှာတော့ဟာဘတ်ကပညာရှင်တပွဲကလိုင်ကူတချို့မှာတွေ့ခဲ့တဲ့ဥကုန်တွေကိုသူတည်တနာလုံရင်းမျိုးရိုးဗီဇာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီအချိန်မှာပဲအီမျိုးရီရဲ့မျိုးဗီဇာနဲ့ပေါင်းဆက်ပြီးပြန်ဖန်တီးနိုင်မလားဆိုတာစူးစမ်းခဲ့ကြတာပါ။ရလကလည်းအခြေအနေကောင်းနေခဲ့ပါတယ်။ အဲဒါကြောင့်2040လောက်ကြာရင်တော့ဒီငတ်တွေကိုအမျိုးသားဥယျာဉ်တွေမှာလွတ်ပေးနိုင်မယ်လို့ comment ထားကြတာပါဒီငတ်တွေကမျိုးသားတွေကိုပြန်ပေးတဲ့နေရာမှာအရေးပါလာပါတယ်ဘာဖြစ်လို့လဲဆိုရင်တို့ကစာရင်တောက်ရင်ရှောက်ပြေးနေတဲ့ကြာလို့ပါပဲအမွေးထုထုချမ်းဖြူများသို့မဟုတ် woolly rhinoceros woolly rhinoceros လို့ခေါ်တဲ့အမွေးထုထုဂျိုကြီးကြီးကြံကြီးတွေကလွန်ခဲ့တဲ့နှစ်ပေါင်း14000လောက်တုန်းကမျိုးတုံးဖြောက်ွယ်ခဲ့ရတာပါအဲဒီတုန်းကတော့ယူရေရှားတိုက်ရဲ့တန်ဒရာဒေသမှာကျဆားခဲ့ကြပါတယ် လာရောနစတက်ကုနဲ့မှာတော့စတောဟုံးတက်ကတူရဲ့ပညာရှင်တွေကစိုက်ဘေးရီးယားရဲ့အေးကဲမြေလွှာအောက်မှာရုပ်ကျွင်းတစ်ခုတွေ့ခဲ့ရတာပါဒီရုပ်ကျွင်းကနှစ်သန်းပေါင်း2000တော့တောင်ရှိနေခဲ့ပါပြီပညာရှင်တွေကဒီရုပ်ကျွင်းကရတဲ့ DNA နဲ့မျိုးရိုးဗီဇနေပညာကိုပေါင်းစပ်ပြီးဂျမ်ဖြူကြီးတွေကိုပြန်သက်သွေးမှုစူးစမ်းခဲ့ပါတယ်အဲ့ဒီအတွက်သူတို့နဲ့မျိုးရိုးဗီဇနေဆက်တဲ့ဆူမာထရာဂျန်နဲ့ဂျာပါဂျန်တွေရဲ့ DNA တွေကိုပေါင်းစပ်ခဲ့တာပါ 2023ခုနှစ်မှာဖော်ပြခဲ့တဲ့စာအန်ရဆိုရင်လေဒီစံသမှုအတွက်အခြေအနေကောင်းနေတာကို တွေ့ခဲ့ရပါတယ်။အရေးကြံပြီးရေးကြီးပင်လာရင်နေထိုင်နိုင်ဖို့ဆိုပြီးစိုက်ဘေးရီးယားရဲ့တဘာဝပတ်ဝန်းကျင်ကိုပြင်ဆင်နေတဲ့ကိစ္စတွေတောင်ရှိနေကြတာပါ။တမိုင်းယုံခေတ်ကမွေးရှည်စင်ကြီးအစွဲကကအမွေးရှိရှိနဲ့ဆင်တွေကလွန်ခဲ့တဲ့နှစ်ပေါင်း၄၀၀၀လောက်မှမြို့တွန်းခဲ့ရပါတယ်။နောက်တစ်ဆယ်လောက်မှတော့စိုက်ဘေးရီးယားဒေသအတွင်းတက်တန်းနှစ်ပေါင်း၂800ကျော်ရှိရုပ်ကျွင်းကိုတွေ့လိုက်ချိန်မှာဒီအနေကိုရယူနိုင်ခဲ့တာပါ။သူတို့ရဲ့မျိုးဗီဇာကအာရှဆင်တွေနဲ့တူလာပါတယ်။ ဒါပေမဲ့တခြားပေါင်းစွမ်းမှုတွေတော့လိုအပ်နေသေးတာပါဒီစင်ကြီးကအရန်အေးတဲ့အာတိတ်ဒေတာမှချက်စားခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်ပြန်ပန်တီးတဲ့အခါမှာလည်းအဲ့ဒီဒေတာအတွက်ပဲရည်ရွယ်ခဲ့တာပါပညာရှင်တွေကအရင်ဆုံးမျိုးပိစားဆင်တဲ့မွေးရှိချွဲတကောင်နဲ့ဆန်းကြည့်လိုက်တော့အချင်းတွေကောင်းနေခဲ့ပါတယ်အဲဒါကြောင့်ရုရှားသိမ်းပညာရှင်စာကီစီမော့ကဒီကိစ္စမှာအာတုံခွန်ဆိုင်ပါဝင်ခဲ့တာပါဒီစင်ကြီးတွေရဲ့အရေးပါမှုကလည်းတတ်တတ်ကိုရှိနေခဲ့ပါတယ်သူတို့ကနင်းတွေကိုနင်းချီတူဖို့ပြီးမြေစုလာကိုဖော်ထုတ်တတ်ကြတာပါ အရိခမျိုးကြရင်ကာဗွန်ဒိုင်အောက်ဆိုက်ထက်25ဆလောက်ပိုကောင်းတဲ့ဖန်လုံငွေတန်းငွေတနည်းအားဖြင့်မီသိန်းတန်းငွေတွေပိုထွက်လာကြပါတယ်။ပြောရရင်ဒီတန်းငွေကအေးကဲ့မြေလာတွေအရေးပြောင်းမှုကိုနှေးကွေးစေတာပဲဖြစ်ပါတယ်။ဒီစင်ကြီးတွေကိုပြန်သက်သွင်းနိုင်ရင်ရာသီဥတုပြောင်းလဲမှုကိစ္စတွေမှာလည်းအထောက်အကူဖြစ်လာမှာပါပဲ။ဆီမလာဒွန်ဆွဲရှည်ကြားကြီးဆီမလာဒွန်အစွဲရှိကြားကြီးတွေကရေကက်ခရဲ့တားရဲကောင်တွေဖြစ်ပြီးသူတို့မျိုးတုံးသွားတာနှစ်ပေါင်းတစ်သောင်းလောက်ရှိနေခဲ့ပါပြီ နောက်နောက်သောကုန်းနဲ့မှာတော့ Colossal ဇီဝသိပ္ပံအဖွဲ့ကကယ်လီဖိုးနီးယားမှာဒီကောင်းကြီးရဲ့ရုပ်ကျင်းကိုတွေ့ခဲ့ရပါတယ်။သူတို့ကအာရိကနေတရားနေထုတ်ပြီးဆင်မလာတွေကိုပြန်တက်သွေးမှုစ조사ခဲ့ကြတာပါ။ကြားတဲ့ကိုအသက်သွေးနာထက်တောင်ပုံမြင်ပါတယ်။အရိတဝက်တခြားဆွဲရှိမျိုးစိတ်တွေရဲ့မျိုးဗီဇတွေနဲ့လည်းနှိုင်းယှဉ်ကြည့်ခဲ့ရတာပါ။နောက်ဆုံးအာဖရိကချင်းတွေရဲ့ဆဲကိုတော့အလုံးမပေးခဲ့ပါဘူး။နောက်နောက်ကုန်းရဲ့သိပ္ပံစာဆောင်တစ်ခုမှာတော့ဒီဆန်းတဲ့ချက်က95ရာခိုင်နှုန်းအောင်မြင်တယ်လို့ဖော်ပြထားခဲ့တာပါ။အဲဒါကြောင့်သိမ့်မကြားခင်မှာဆင်မလာတွေကိုပြန်တွေ့ရနိုင်ခြေတွေရှိနေခဲ့ပါတယ်။ တယ်လာစီကောင်တမဟုတ်ပင်လယ်တော်ကောင်စတယ်လာစီကောင်ကအရှိပေ30လောက်ရှိတဲ့ရင်းနှီးနှုတ်တိုက်တော်မျိုးစိတ်ဖြစ်ပါတယ်။များသောအားဖြင့်အလက်စကာဒေသမှာကျက်စားကြပါတယ်။ဒါပေမဲ့အလွန်ကြော်မဲလိုက်မှုတွေကြောင့်1968ခုနှစ်မှာမျိုးတုံသွားခဲ့ရတာပါ။2021ခုနှစ်မှာတော့ဒီတော်ရီကိုပြန်တက်သွေးမအခွင့်ရရလာခဲ့ပါပြီ။အလက်စကာတက္ကသိုလ်ကဒီတော်ရီနောက်ဆုံးနေခဲ့တဲ့ Bering ဂျွန်နာအယိုးတွေကိုတွေ့တဲ့အချိန်မှာ DNA ပါဖော်ထုတ်နိုင်ခဲ့ပါတယ်။အရိကနေမှာမျိုးရိုးဗီဇာတူတဲ့လဲမိုင်လို့ရတဲ့တော်ရီနဲ့ပေါင်းဆက်ဖန်တီးဖို့စ조사နေတာပါ။ စကယ်လာစီကောင်းတွေကရင်းကြီးတော်ဂေယစနစ်တရှိမှုမှာအရေးပါပါတယ်။ဒီရတော်တနည်းအားဖြင့်ရင်းကြီးတော်တွေကဂုံးတစ်တော်တွေထက်ကာဗွန်ဒိုင်အောက်ဆိုက်ဆုပ်ယူမှုပိုများနေကြတာပါ။အဲဒါကြောင့်တဘာဝဘေးရန်တွေကိုလည်းထိမ့်သိမ်းရာရောက်ပါတယ်။အာနေဂျာတခုကတော့ဒီပင်လယ်နွားတွေကမဲမဲမြင်ရခွေးကျင်တဲ့နွားတွေလိုပါပဲအဲဒါကြောင့်ဒီမော်ရီလေတွေကိုတိုက်ခတ်နိုင်မဲ့ကိစ္စတွေတော့ရှိနေကြတာပါပညာရှင်တွေကတော့ဒီကိစ္စကိုကင်တွေနိုင်လိမ့်မယ်လို့ယူဆရင်းပြန်သက်သွင်းမှုစ조사နေကြပါတယ်ကွာကာမြင်ကြ ရှေ့ကိုတပိုင်းမှာပဲအစင်းချောင်းနေပါတဲ့ကွက်ကမြင်းကြားတွေကတော့1883ခုနှစ်မှာမြို့တွန်းသွားခဲ့ရတာပါအကြောင်းရင်းကတော့အလွန်ကြုံအမဲလိုက်ခံခဲ့ရလို့ပါပဲ1989ခုနှစ်မှာတော့ဇင်မာရီတဘာဝတပိုင်းပြတိုက်မှာရှိတဲ့အရေကုန်ကနေတစဉ် DNA ထုတ်ယူခဲ့ပါတယ်ဒီကိစ္စကိုတောင်အာဖရိကဇီဝဗေဒပညာရှင်တဦးကဆောင်ရွက်ခဲ့တာပါမြို့တွန်းသွားတဲ့ကွက်ကတွေကိုပြန်သက်သွင်းမလို့ပါပဲ၎င်းကခုနှစ်မှာတော့ကွက်ကနဲ့90ရာခိုင်နှုန်းစင်တူးတဲ့မြင်းကြားတစ်ကောင်ကိုဖန်တီးနိုင်ခဲ့ပါတယ် ကိတ်တောင်းတက္ကသိုလ်ရဲ့အစီရင်ခံစာမှာလည်းဒီစီမံကိန်းကိုအောင်မြင်တယ်လို့ထောက်ခံထားခဲ့တာပါတကယ်တော့ကွာကာရီကလည်းဂေယာစနစ်ကိုတနည်းတပုံအကျိုးပြုခဲ့တာဖြစ်ပါတယ်သူတို့ကမြေရိုင်းတွေကိုရှင်းပေးပြီးစိုက်ပျိုးမှုတွေကိုဖြစ်စေတဲ့မြင်ကြားတွေဖြစ်နေကြတာပါပဲဒိုင်ယာဝင်ပလီဒိုင်ယာဝင်ပလီတွေကရေခဲခေရဲ့အသားရဲ့ဒရိတ်ဆန်တကောင်ဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်လောက်တုန်းကမြို့တုံးသွားခဲ့ရတာပါ ါပေမဲ့ဒီ2025ခုနှစ်မှာပဲမျိုးရိုးဗီဇာပညာရှင် job chart အုပ်ဆောင်တဲ့ Colossal ဇီဝသိပ္ပံအဖွဲ့ကကယ်လီဖိုးနီးယားရှုံညွန်တွင်ကတွေ့ရတဲ့ရုပ်ကြွေးပေါင်း40ကျော်ကနေ DNA ယူပြီးအကောင့်လေး၃အောင်ဖန်တီးခဲ့ပါတယ်။ဒီ၃အောင်ရဲ့နာမည်ကို Romulan, Rehi နဲ့ Colossal လို့ပေးထားခဲ့တာပါ။ဒီကောင်လေးတွေရဲ့ပုံစံက Diamond Wembley တွေနဲ့ချွတ်ဆွတ်တူပါတယ်။အမွေးတူတူမေယိုကာကာနဲ့ခန္ဓာကိုယ်ထွားထွားရှိလာမှာပါ။ကြည်လာတဲ့ချိန်ကျရင်အေယာမအကောင်ကြီးကိုတွေ့ရမှာဖြစ်ပါတယ်ဒီလိုပြန်ပြန်တရားရဲ့ရွေချက်ကလည်းရှိနေကြတာပါ ဗရမတစ်ချက်ကတော့မျိုးတုံးသွားတာကိုပြန်ကူစားတာဖြစ်ပြီးဒုတိယတစ်ချက်ကမြောက်အမေရိကမှာတမင်တွေပေါက်ဖွားနှုတ်များလာတာကိုထိန်းချုပ်နိုင်ဖို့ပါပဲ။အဲဒီခါကျမှသာဂေယာစနစ်တွေဟန်ချက်ညီသွားနိုင်မှာဖြစ်ပါတယ်။ပြောရရင်တော့ဒီစံတက်ချက်ကအောင်မြင်တယ်လို့ဆိုရမှာပါပဲ။ Orange Noyain Orange Noyain ရဲ့ပုံရိပ်ကိုပြင်သစ်က Lescore Line ကိုပကြီးရီမှာခက်ခက်ညံ့ညံ့တွေ့နိုင်ပါတယ်။ဒါပေမဲ့သူတို့က1629ခုနှစ်လောက်ကလေးကမျိုးတုံးသွားခဲ့ကြတာပါ။1980ခုနှစ်မှာတော့ Noyain တွေကိုပြန်ဖန်တီးနိုင်မယ်နည်းလမ်းကိုတွေ့လာရပါတယ်။ ပညာရှင်တွေကစပိန်နဲ့အီတလီတို့ကရှေ့ကျတဲ့နော်ယန်မျိုးစိတ်တွေကိုပေါင်းဆက်ကြည့်ရင်ဒီနည်းလမ်းကိုရလာခဲ့တာပါနောက်ဆောင်5ခုနှစ် nature channel မှာဖော်ပြခဲ့တဲ့လေလံမှုတစ်ခုအရဂျာမနီကနေပေါင်း6000တပ်တန်းရှိဒီယာနေနဲ့တိုက်ကြည့်တဲ့အခါရှက်ဆဲရာဂန်တို့နောက်တူနေတာကိုတွေ့လိုက်ရပါတယ်။နောက်ပြီးပေါ်တူဂီနယ်သာလန်တို့ကမျိုးစိတ်တွေနဲ့လည်းအတော်လေးဆင်နေကြတာပါ တကယ်တော့ဒီနွားရင်တွေကဥရောပတစ်ခွင်ကျင်းလဲကြာစားတက်ကြလို့ဒီလိုမျိုးကြေကြေပြင်းပြင်းတွေးရတာပါ။ Orange တွေကပေါင်းပင်မြက်ပင်တို့လိုအပင်တွေမတဏ္ဍာဆများပြလာတာကိုတဘောအတိုင်းကာကွယ်ပေးသူတွေလည်းဖြစ်နေခဲ့ပါရှင်။သူတို့ကိုပြန်ပန်တီးနိုင်ခဲ့ရင်ဒီကိစ္စကတစိမ့်တစ်ပိုင်းပြန်ထောက်ကူပြလာမှာပါ။ခရီးသွားခိုးများတို့မဟုတ် passenger ပစ်ချီယုံ။ ပစင်ညာပေဂျီယွန်လို့ခေါ်တဲ့ဒီခိုတွေကတခါတုန်းကဆိုရင်မြောက်အမေရိကမှာအများဆုံးတွေ့ခဲ့ရတဲ့ငှက်တွေဖြစ်ပါတယ်သူတို့ကအုပ်စုလိုက်ပြန်တန်းတက်ကြပြီးရွှေပြောင်းရာသီမှာဆိုရင်သူတို့အုပ်ချုပ်ခေါင်းငင်ကြီးကမဲမောင်သွားခဲ့တဲ့အထိကိုမေးမှုခဲ့ကြတာပါဒါပေမဲ့လည်းနောက်ပိုင်းမှာအเจ้าအမေမျိုးချုပ်တပြုတ်ပြုတ်ကျွေပြီး1914လောက်မှာတော့လုံအောင်အုပ်တုံပြောက်ွယ်သွားခဲ့ပါတယ်ဒီငှက်တွေကတတော်ပြန်နှံပေါက်ရောက်မှုကဏ္ဍမှာတော့အရင်ကအရေးပါခဲ့ကြတာပါသူတို့ရဲ့မစင်တွေမှာတစ်ဆေးတွေပါတက်ပြီးအဲဒီကနေဖြစ်တွန်းလာတဲ့တတော်တွေလည်းအများကြီးပါပဲ အဲဒါကြောင့် American Chess Society အကျိုးအမြတ်မယူတဲ့ဇီဝနည်းပညာအဖွဲ့အစည်းတစ်ခုကဒင်္ဂါတွေကိုပြန်တက်သွေးမှုစ조사ခဲ့ရင်အခြေအနေကောင်းနေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒီကိုရီကြောင့်အမျိုးအမေရိကတခွင်ပို့ပြီးစိမ့်လန်းစုပြလာဖို့အခြေအနေတွေလည်းရှိနေကြောင်းဝေးများလိုက်ရင်ဗီဒီယိုလေးကိုနေကုန်ချုပ်လိုက်ပါတယ်။အဆုံးထိတိရှိပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။